2020ရွေးကောက်ပွဲပြီးမှဆေးအုပ်စုဟာပြည်သူလူထုကြီးတက်လုံးကိုအဆိုးဝါးဆုံးအစော်ကားဆုံးအနိုင်ကျင့်မှုကြီးတွေလုပ်ခဲ့ပါလေပြည်သူကိုစော်ကားတဲ့ပထမဆုံးအလုပ်ပြည်သူကိုအနိုင်ကျင့်တဲ့ပထမဆုံးအလုပ်ကြီးကတော့အရွေးကောက်ခံတွေကိုထောင်ထဲထည့်ပြီးတော့အာဏာသိမ်းတဲ့အလုပ်ရပါဒါဟာပြည်သူလူထုကြီးတက်လုံးကိုစော်ကားတဲ့အလုပ်ရပါပြည်သူကမဲပေးရွေးချယ်ထားတဲ့သူတွေကိုဖမ်းဆီးချုပ်နှောင်ပြီးတော့မတရားအာဏာသိမ်းတာဟာပြည်သူလူထုကြီးတက်လုံးကိုစော်ကားတာပါပဲပြည်သူကလက်နက်ရေးထားတာကိုလက်တဆုပ်စွာ စစ်အာဏာရှင်တွေကခြေနဲ့ဖျက်ဆီးလိုက်တာပါအဲ့ဒါကိုတိမခံနိုင်လို့ဒတိုင်းတပီလုံးမှာရှိတဲ့တမ်းမောင်းများစွာသောပြည်သူလူထုကြီးကတခက်နဲ့အုံကြွကန့်ကွက်ခဲ့ကြပါတယ်ပြည်သူလူထု55သန်းရှိတယ်ဆိုရင်54သန်းလောက်ကကန့်ကွက်ဆန့်ကျင်ခဲ့ကြပါတယ်အဲ့ဒါလိုဆန့်ကျင်ကန့်ကွက်ကြတဲ့လူတွေအထူးသဖြင့်ဥဆောင်ကန့်ကွက်တဲ့လူငယ်တွေကိုဥကောင်းတက်တက်ပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်အဲ့ဒါဟာပြည်သူလူထုကြီးတရားလုံးကိုဒုတိယမြောက်စော်ကားတဲ့အလုပ်ရပါ ငင်းငင်းချမ်းချမ်းဆန္ဒပြတဲ့သူတွေကိုငါတို့ကိုစန့်ကြရမလားကန့်ကွက်ရမလားဆန္ဒပြရမလားဆိုပြီးတော့တနက်နဲ့ပြစ်တတ်တာဟာပြည်သူလူထုကြီးတရားလုံးကိုစော်ကားတာပါအဲ့ဒါကိုမခံမရနိုင်လို့လက်နက်ကင်တော်လှန်ရေးဆိုတာဆက်ဖြစ်လာတာပါလက်နက်ကင်တော်လှန်ရေးဖြစ်လာပြီးတဲ့နောက်မှာလူငယ်တွေရဲ့လက်နက်ကင်တော်လှန်ရေးအခြေချတဲ့နေရာတွေမှာရှိတဲ့တာမန်ပြည်သူတွေကိုဘုံကျဲရွာတွေကိုမီးရှို့ပြည်သူတွေကိုမဒိန်းကျင်တဲ့လုပ်ရည်တွေလုပ်ခဲ့ပါတယ်အဲ့ဒါဟာပြည်သူလူထုတရားလုံးကိုတတရမြောက်စော်ကားတဲ့လုပ်ရည်ပါ ငါတို့အိမ်မပါသေးလို့ငါတို့နဲ့မဆိုင်ဘူးလို့သဘောထားလို့မရပါဘူးပြည်သူလူထုရဲ့အိမ်တွေကိုဥပဒေမဲ့မိရှို့တယ်ဘုံကျဲတယ်ဆိုတာဟာကြံတဲ့ပြည်သူလူထုကြီးတက်လုံးကိုပါချိတ်ချောက်တာစော်ကားတာနဲ့အတူတူပါပဲနောက်ဆိုရင်စူးစူးပူပူလှုပ်တဲ့လူတွေမတက်တာဘူးမှတ်စစ်တက်ဆိုတာမိုးပေါ်ထောက်မပစ်ဘူးဆိုတဲ့ဘုံနေဝင်းရဲ့စကားကိုမိုက်ခရိုဖုန်းနဲ့မပြောဘဲနဲ့လက်ပစ်ဘုံနဲ့ပြောနေတာပါအဲ့ဒီနောက်လူငယ်တွေကိုပဲအတင်းဖန်ဆီးပြီးတော့စစ်မှုမထမ်းမနေရခိုင်းစေပြန်ပါတယ် ြည်သူကို ပြည်သူနဲ့တိုက်ခိုက်ပါတယ်လူငယ်ကိုလူငယ်နဲ့တိုက်ခိုက်ပါတယ်ဒါဟာပြည်သူလူလူကြီးတရားလုံးကိုစတုထမြောက်စော်ကားတဲ့လုပ်ရပါပြည်သူလူလူရဲ့သားသမီးတွေကိုဖမ်းပြီးတော့ပြည်သူလူလူရဲ့သားသမီးကိုပြန်တိုက်ခိုက်တဲ့လုပ်ရဟာရိုင်းလဲရိုင်းဆိုင်တယ်လို့အလွန်အကျွစော်ကားရလဲရောက်ပါတယ်အခုပြည်သူလူလူကြီးတရားလုံးကိုတယောက်မကြံအကုန်လုံးအိမ်ပေါက်စစ်စော်ကားတဲ့လုပ်ရတစ်ခုကိုထပ်လုပ်နေပြန်ပါပြီအဲ့ဒါကတော့ရွေးကောက်ပွဲအတင်းအဓမ္မကျင့်ပါတယ်လုပ်ရပါ တိုက်ပြည်မှာပြည်တွင်းစစ်မိကြီးတဟုံဟုံတောက်လာနေပါတယ်အဲ့လိုအချိန်မှာစစ်အုပ်စုကလေရင်နဲ့မြို့တကာနယ်တကာအနှက်ဘုံလိုက်ကျင်းနေပါတယ်ပြည်တွင်းစစ်ပြဿနာကိုအမျှော်မြင်ရှိရှိနဲ့တရားသဖြင့်ဖြေရှင်းဖို့စစ်ကူးထဲမှာလုံးဝတောင်းမှမထည့်ပဲနဲ့တော်မီလောင်တော်ကြောင်လက်ကမောင်းခတ်တဲ့အလုပ်မျိုးကိုထတ်ဆက်လုပ်ပါတယ်ဒုက္ခပင်လယ်ဝင်နေတဲ့ပြည်သူတွေကိုနောက်ကျောတနက်နဲ့ထောက်ပြီးတော့မဲထည့်ခိုင်းဖို့လုပ်ပါတယ်ကိုယ်တော်ကိုစံတာနဲ့ဆိုလို့ရှိရင်ဘယ်သူမှဒီရွေးကောက်ပွဲကိုမဲမပေးချင်ကြပါဘူး။အဲ့ဒါလို့ ြည်သူတွေကိုမဲမပေးလို့ရှိရင်ဖက်စီမယ်တက်ဖြတ်မယ်ချိတ်ချောက်ပြီးတော့မဲပေးခိုင်းနေပါတယ်ဒါဟာနောက်ကျောကိုတနက်နဲ့ထောက်ပြီးတော့မဲပေးခိုင်းတာပါပဲဘသူသေးသေးငတိအာနာရလို့ရှိရင်ပြီးရောဆိုပြီးတော့တကုတ်ကောင်းလို့ကိုဘသူမျက်နှာမှမထောက်ခွဲလုံနေတာပါကြက်ကရဲ့ပါတီခေါင်းဆောင်နေရာကိုလည်းသူဩဇာအာနာကိုလုံးဝနာခံမဲ့ဘုခင်ကြီးကိုပြောင်းလဲခံထားခဲ့ပါတယ်ဘုခင်ကြီးအာနာရရင်လည်း ဥဒိတ်စိန်လိုတမရလောက်ခွင့်ရမှာမဟုတ်ပါဘူး။ဘိုးကျုံမင်းအောင်လိုင်လက်ကိုတမရရာဓုအပ်မှာပါ။ဒါကလည်းဘသူနိုင်နိုင်ငလှိုင်တမရဖြစ်ဖို့နံပါတ်1ဆိုပြီးတော့စီမံငိမ့်ချအကောင့်ထဲဖောနေတာပါ။ပြည်သူတွေကသူတို့အမှန်တကယ်စိတ်ပါလက်ပါမဲပေးထားတဲ့အစိုးရတပ်ဖွဲ့လုံးကိုဖန့်ချုပ်အာဏာသိမ်းလိုက်ပြီးတော့သူတို့မဲမပေးချင်တဲ့သူကိုအစိုးရလုံးလို့ရအောင်မဲပေးရမယ်ဆိုတာအစ်စ်မှန်စော်ကားမှုကြီးတစ်ခုပါ။အိမ်မောက်စိတ်လိုက်ပြီးတော့စော်ကားနေတာပါ။ ဒီခေတ်မှာပြည်သူလူထုအစော်ကားခံရတာကကန့်ကုံအောင်စော်ကားခံရတာပါလူငယ်တွေဟာသူတို့ရန်သူကဖမ်းဆီးပြီးတော့စစ်တိုက်ခိုင်းတာကိုခံကြရပါတယ်ရန်သူအတွက်စစ်တိုက်ပေးကြရပါတယ်တချိန်ကသူတို့နဲ့အတူတူဆန္ဒပြခဲ့ကြတဲ့တငယ်ချင်းတွေကိုပြန်တိုက်ကြရပါတယ်ဒါအပြင်ပြည်သူလူထုကြီးဟာသူတို့ကရန်သူလို့သတ်မှတ်ထားတဲ့သူတွေသူတို့ကကန့်ကွက်ပြီးတော့ဆန္ဒပြထားတဲ့သူတွေကိုပဲတရားဝင်ဖြစ်အောင်စွန့်အနှင်းမဲထက် ပေးခိုင်းတာကိုခံနေရပြန်ပါပြီဒီတဲ့စော်ကားစရာဆိုလို့ရှိရင်တိန်တယောက်လိုက်ပြီးတော့မရိကျမှုပဲကြံပါတော့တယ်ကျွန်တော်တို့ think media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာမီဒီယာရဲ့ရက်တည်ရေးအတွက် ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လဲခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခံပါရခင်ဗျာ1962ခုနှစ်ဇူလိုင်လ9ရက်နေ့ကနေဒီနေ့အထိအဖြစ်ပြအလောင်းကိုပြန်စစကြည့်ကြပါတကြိမ်စော်ကားတာကိုတီးခံလိုက်တိုင်းနောက်တစ်ကြိမ်မှာပို့ပြီးတော့စော်ကားလာတာကိုတွေ့နိုင်ကြပါတယ်တကြိမ်စော်ကားတာကိုရေးမယူနိုင်လိုက်တဲ့အခါတိုင်းမှာနောက်တစ်ကြိမ်မှာပို့ပြီးတော့ရက်ဆက်စော်ကားလာတာကိုပဲတွေ့ကြရပါတယ် တိခတ်လိုက်ပါပြန်မတိုက်ပါနဲ့အေးစစ်စစ်ဆွနေကြပါမင်းတို့နိုင်အောင်တိုက်နိုင်မှာမဟုတ်ပါဘူးလို့ပြောတဲ့သူတွေကခစ်တိုက်မှာရှိပါတယ်ခစ်အများကြီးမဖြတ်တန်းဘူးတဲ့လူငယ်တွေသဘောပေါက်အောင်ပြောပြတာပါကျွန်တော်ဖြတ်တန်းခဲ့တဲ့ခစ်တိုက်မှာအဲ့ဒါလိုပြောတဲ့လူတွေအများအားရှိပါတယ်နောက်ဆုံးကြတော့စေအုပ်စုရဲ့ channel ကိုဝင်ရောက်သွားပြီးသူကောင်းပြုခံလိုက်ရတာနဲ့ပဲအဲ့လူတွေဘဝအဆုံးသတ်သွားကြတာတွေရှိပါပဲမဆာလာခစ်တော်ကချလို့ရှိရင်မင်းတို့ကအော်ဒရိုင်းကြီးကိုခေါင်းနဲ့သွားတိုက်လို့ရှိရင်အော်ဒရိုင်းကြီးကဘယ်ပြိုရမလဲ ခေါင်းမယ်ကွဲမှာပေါ့လို့ပြောခဲ့တဲ့လူတွေအများကြီးရှိပါတယ်။တန်ခါလောကယဟန်လောကမှာပါရာစီကံထိုက်တယ်ဆိုတာရှိပါတယ်။အဲ့ဒါလို့ပြပုမျိုးကျူးလွန်တဲ့လူဟာဘယ်တော့မှယဟန်ပြန်ခံခွင့်မရတော့ဘူးဆိုတာမျိုးပါ။ဥမာအဖြစ်လူတတ်မှုတို့နောက်ပြီးတော့မိမမာဒုကာမအပေါ်မှာလိန်ဆက်ဆံမှုတို့အဲ့လိုအမှုမျိုးတွေပါ။ယဟန်ဘုရားဘုန်းကြီးဘုရားကနေယာတပံ ဆွလလိုက်ရတယ်ဆိုတဲ့ကံမျိုးပါတိုင်းပြည်တစ်ပြည်ကိုကာကွယ်စောင့်ရှောက်ဖို့ဖွဲ့စည်းထားပါတယ်ဆိုတဲ့စစ်တပ်တွေမှလည်းအဲ့ဒါလိုပါရာစီကံထိုင်နေတဲ့ပြည်မှုကြီးတွေတက်မှတ်ထားတာမျိုးတွေရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ပညာရေးဆန်ဆန်နိုင်ငံတကာဥပဒေနိုင်ငံတကာစံနှုန်းတွေနဲ့ကိုးကားပြီးပြောမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျယ်ပြန့်ပါတယ်ပို့ပြီးတော့လည်းတိကျပါလိမ့်မယ်လိုအပ်လို့ရှိရင်အဲ့ဒါလိုထပ်ပြီးတော့တင်ပြပါမယ်အခုတော့ကျွန်တော်တို့နိုင်ငံအခြေအနေနဲ့ဓာတ်ရိုက်ဆက်ဆက်တဲ့အချက်တချို့ကိုပဲလောလောဆယ်ထောက်ပြပါမယ်စစ်တပ်ကိုပါရာစီကံ ထိုက်စစ်နိုင်တဲ့ပြစ်မှုကြီးတွေဆိုတာကအဲ့ဒီစစ်တပ်ဟာအဖွဲ့အစည်းကြီး institution ကြီးတရားဖြစ်ပေမဲ့သူ့ရဲ့လက်ရှိတာဝန်ကိုဘယ်တော့မှထမ်းဆောင်ခွင့်မပြုတော့ဘဲရာသပ်ပံအဖြတ်သိမ်းခံရတဲ့နဲ့ပြစ်မှုကြီးတွေကိုဆွလို့တာပါပို့ပြီးတော့ပညာရဆန်ဆန်တဲ့တိတိကျကျကျွန်တော်ထပ်ပြောပြအောင်ပြောပါအောင်မယ်ဒါစိတ်ဝင်စားစရာကိစ္စတစ်ခုပါအခုလောလောဆယ်ပြောရလို့ရှင်တော့ဆော့ဆော့ကကျွန်တော် ပြောခဲ့တဲ့အချက်ကြီး၅ချက်စလုံးဟာပြည်သူလူထုကိုတိုက်ရိုက်စော်ကားတဲ့အပြုတ်မှုတွေကြီးပဲဖြစ်တဲ့အတွက်ဗမာပြည်ကစစ်တပ်ဟာ ်နိုင်ငံစစ်တပ်တာဝန်ကိုဆက်မယူသင့်တော့ပါဘူးဖျက်သိမ်းတင်ပါတယ်ပြည်သူလူထုကြီးတရားလုံးကိုဓာတ်ရိုက်စော်ကားတဲ့အချက်ကြီး၅ချက်ဆိုတာက၁ပြည်သူရွေးကောက်ထားတဲ့သူတွေကိုဖမ်းပြီးတော့အာဏာသိမ်းတယ်၂ဆန္ဒပြပြည်သူတွေကိုပြစ်ခတ်တပြတ်တယ်၃မျိုးရည်ရွာတွေကိုမိရှုပုံကျဲလူသက်မရင်းကျင်တယ်၄အရမစစ်မှုထမ်းခိုင်းတယ်၅မတရားတဲ့ရွေးကောက်ပွဲကိုအတင်းအရမမဲပေးခိုင်းတယ်အဲ့ဒါကြောင့်သူတို့စစ်တပ်ကိုရာသပံဖျက်သိမ်းသင့်နေပါပြီ တို့ကမဖြတ်သိမ်းဘူးလို့ညှဉ်းဆန်နေပြည်သူလူထုကလူထုနီးနဲ့ဖြတ်သိမ်းခံရတော့မှာပါတရင်သမားတယောက်ဟာလက်ရှိအုပ်ချုပ်နေတဲ့ defecto အာဏာယူထားတဲ့အဖွဲ့အစည်းမျိုးကိုတိုက်ကြတော့တော်လန်ကြတော့လို့မပြောသင့်ဘူးလို့အနောက်တိုင်း journalism သင်ခန်းစာတွေကဆိုလို့ရှိကြပါတယ်ဒါပေမဲ့ဘယ်အရာမှပုံသိမ်မဟုတ်ပါဘူးအလွန်ထူးခြားတဲ့အခြေအနေမှာအလွန်ထူးခြားတဲ့လုံနီးကင်နီးတွေကိုကျင့်ဝတ်စံနှုန်းတွေကိုကျင့်သုံးရပါတယ်ထူးခြားတဲ့ကျင့်ဝတ်စံနှုန်းတွေကိုကျင့်သုံးရပါတယ် တဲ့သမား journalist ဆိုတာကပြည်သူလူထုကိုအလုပ်ကျွေးပြုခြင်းကသာအဓိကနံပါတ်1တာဝန်ဖြစ်ပါတယ်။သူတို့အနောက်တိုင်းက journalist တွေသာအခုကျွန်တော်တို့မြန်မာနိုင်ငံမှာကြုံတွေ့ရတဲ့အခြေအနေမျိုးကြုံတွေ့လို့ရှိရင်လေကျွန်တော်တို့ထက်တောင်မှပိုပြီးတော့ပြစ်ထန်တဲ့စကားလုံးတွေသုံးမယ်ဆိုတာကျွန်တော်သိကြပေါ့သိပါတယ်။တဲ့သမားဆိုတာဟိုဟာမလုံနဲ့ဒီဟာမလုံနဲ့ဆိုပြီးတော့အမိတ်ပေးညွန်ကြားတာတွေကိုတိုးကလေးယုံကလေးတွေလိုနာခံတတ်တဲ့အမျိုးအစားမဟုတ်ပါဘူး။အဲ့ဒါလိုနာခံဖို့တာဝန်လည်းမရှိပါဘူး။ပြည်သူအတွက်တာဝန်တိတိတစ္ဆာရှိရှိ တတိရှိရှိအလုပ်လုပ်ရတဲ့လူတွေပါလိုအပ်လို့ရှိရင်စစ်မြေပြင်မှာတနတ်မကင်မဲနဲ့အသက်စွန့်ကြရတဲ့လူတွေပါအခုလိုချိန်မျိုးမှာသတင်းသမားတယောက်ဖြစ်ပေမဲ့ပြည်သူလူထုအတွက်မဖြစ်မနေပြောရမယ်တိုက်တွန်းရမယ်စကားတစ်ခွန်းရှိပါတယ်အဲ့ဒါကတော့မတရားမှုမှန်သမျှကိုအစွမ်းကုန်ခုခံတိုက်ခိုက်ကြဆိုတာပါပဲသတင်းစာဘိုးကြီးတခင်ကိုရောမိုင်းတို့သတင်းစာဆရာကြီးဦးဝင်းတင်တို့ရဲ့လမ်းကြောင်းပေါ်မှာကျွန်တော်ဆက်လျှောက်နိုင်အောင်ကြိုးစားပါမယ်